တောကြီးရဲ့အစွန်မှာတကူရီတောရကျောင်းတိဆောက်ကကျောင်းတင်ကန်းနဲ့တောအရက်ကိုမိတင်းနေထိုင်တဲ့ယဟန်တန်ကတပါရှိခဲ့ပါရီ။အဲဒီယဟန်တောရဲ့ဘွဲအမိကတော့အရှင်သူမနာလို့ခေါ်ပေါ်ကြတာပေါ့။တနေ့တော့အရှင်သူမနာဟာတောထဲမှာတရားထိုင်နေရင်မလန်မကန်ကနေကလေးငယ်တယောက်ရဲ့ငိုကြွေးတံကိုကြားလိုက်ရတာကြောင့်အတန်လာရနောက်ကိုလိုက်ပြီးရှာဖွေကြည့်ခဲ့ပါရီ။ဒီခါမှာတော့မြင်လိုက်ရတာက မွေးဖွားကစားကလေးငယ်တယောက်ကိုပါ။ အနီးနားမှာရှင်ရင်မဲ့တွေအဲ့ဒီအကောင်တွေမကိုက်စေဖို့ကာကွယ်စောင့်ရှောက်ပေးနေတဲ့အဖြူရောင်ဖားကြီးတစ်ကောင်ကလည်းရှိလို့နေပြန်ပါသေးတယ်။အရှင်သူမနာကလည်းအခုလိုတော်ကြီးမြတ်မဲထဲမှာဒီလိုမွေးကင်းစကလေးငယ်လေးတယောက်ရှိနေတာကတွေးရတာရောမဖြစ်နိုင်ဘူးလို့တွေးထင်နေခဲ့မိတာပါ။ နှက်ကောင်းနှမျက်တွေပေးရင်ပေး မပေးရင်လူစိမ်းမရှိတဲ့မိဘတွေက လာပြက်သွားတာဖြစ်နိုင်တယ်လို့တွေးနေခဲ့မိပါတယ်။ဒါပေမဲ့ကလေးရဲ့ကံကြမ္မာအရာကဲတင်ပေးမဲ့သူတယောက်ယောက်ပေါ်လာအောင်မှာပါလေလို့တွေးရင်ဆရာတော်ဟာကလေးငယ်ရဲ့အနာမထိုင်က တရားမှတ်နေခဲ့ပါသေးတယ်။အရှင်တော်ကြားတဲ့အထိဘသူမှရောက်မလာခဲ့တာကြောင့်ဆရာတော်လည်းဒီကလေးကငါနဲ့ထိုက်လို့ရတာပါဆိုပြီးပွေးရှိကအင်ကိုခေါ်လာခဲ့ပါတော့ရီ နာမည်ကိုဘယ်လိုပေးရမှန်းမသိတာကြောင့်ဆရာတော်လေမောင်ဝနလို့အမည်ပေးခဲ့လိုက်ပါတယ်မောင်ဝနကဆရာတော်အရှင်သူမနာရဲ့ထိမ့်သိမ်းဆောင်ရှောက်မှုအောက်မှာပဲလူလားမြောက်ကြီးပင်ခဲ့ပါတယ်သူကဉာဏ်ပညာအလွန်ထက်မြက်ပြီးအသက်ရှင်နေအရွယ်မှာပဲစာပေကျမ်းခန်တွေကိုတင်သမျှကိုအာကုန်ဆောင်နိုင်က အလွတ်ကျမှတ်နိုင်သည့်အထိထူးချွန်ခဲ့ပါတယ်ဆရာတော်အရှင်သူမနာလေမောင်ဝနကိုအဲ့ဒီအသက်အရွယ်မှာပဲရှင်သာမဏေဝတ်ပေးခဲ့လိုက်တော့တာပါ ဒီတော့မောင်ဝနာအဖြစ်ကနေကိုရင်ဝနာအဖြစ်ကိုရောက်ရှိသွားရင်းနဲ့ဆရာတော်ရဲ့ဝေကြီးဝင့်ငယ်ကိုပြုစုကနောက်ဆုံးအရှင်တွေကုံလွန်လာတာနဲ့အမျှကိုရင်ဝနာကနေဦးစင်ဝနာအဖြစ်ကိုတော့တဖန်ရောက်ရှိလို့လာခဲ့ပါတော့တယ်ဒီအချိန်မှာတော့တောရကျောင်းကလေးမှာကျောင်းနိုင်စီရတော့အရှင်သူမနာဦးဇင်ဝနာတို့နဲ့အတူကပိယကြီးဦးရွှေအိုးတို့ပါအတူတကွနေထိုင်ကြတာပဲဖြစ်ပါတယ်။ဦးဇင်ဝနာဖြစ်ကိုရောက်ရှိလာပြီဖြစ်တာကြောင့်စီရတော်ကြီးလည်းတက်တော်တွေကြီးရင်လာခဲ့ပြီးနေမကောင်းဖြစ်ကအိပ်ရတဲ့လဲလာခဲ့တာပေါ့။ ဥပဒေနဲ့ကိုရွှေအိုးတို့ပြုစုပေမဲ့မတက်တာခဲ့ပါဘူး။ဇရာတော်ကြီးရဲ့အသက်က83နှစ်ဖြစ်နေပြီမလို့ဝါတော်အရာ96နှစ်ရှိနေခဲ့ပါပြီ။တညမှာတော့ကပိယကိုရွှေအိုးဟာဥစဉ်ရဲ့တကူတဲ့ចောင်းတေကန်ရှိကိုရေကြီးတုပ်ပြနဲ့ပြေးလာပြီးငိုတန်ကြီးနဲ့အမြန်ပြောလိုက်ပါရယ်။အရှင်ဘုရားအရှင်ဘုရားထားပါဦးဗျာ။ဇရာတော်ကြီးအရှင်နေသိမ့်မကောင်းဘူး။မင်းမြင်လိုက်ကြည့်မှဖြစ်မယ်။ ဦးသိန်းလည်းဘာမှရှိရှိဝေဝေးမေးမနေတော့ပဲဆရာတော်ကြီးရဲ့ကျင်းဆက်ရအဆောင်ကိုအမြန်ဆုံးလိုက်လာခဲ့လိုက်ပါတယ်ဟိုရောက်တော့ဆရာတော်ကြီးအရှင်သူမနာကိုကျင်းဆက်ရပလင်ပေါ်မှာအตาရမင်းနေတာကိုတွေးခဲ့လိုက်ကြရတာပေါ့မိသားကောစီကန်ဒီဘာဖြစ်နေတဲ့ယဟန်အိုကြီးတပါမန်တိပိမဲ့တရားသူတရားမြတ်တွေကိုကြင်ကြံခဲ့တာကြောင့်အသက်ရှူနှုံးမြန်မြန်ဖြစ်နေတာကလွယ်လို့တတောင့်တတာအနေထားပဲရှိနေပါတယ်ဦးစင်တွေကလည်းဆရာတော်ကြီးကိုဦးတုံးကျင်ရှာခဲ့လိုက်ပြီးအနာကိုအตาရဒုက္ကတ်သွားတာပေါ့ ဇေယတော်ဟာတာတပိဥစဉ်ဝနာကိုယဟန်တို့ကျင့်ကြံအပ်တဲ့အကျင့်စာပနာတွေစောင့်တင်းရမယ့်တိခါပုတ်ဝိနည်းတွေစောင်းရန်ရှောင်းရန်တွေကိုဩဝါဒရွှေပြီးတဲ့နောက်မှာတော့တက်တန်းကုံကဘဝနဲ့ထံပြန်လုံတော်မူသွားခဲ့ပါတော့တယ်။ကပိယကိုရွှေအိုးကလည်းဇေယတော်ကြီးရဲ့ရုပ်အလောင်းကိုကြည့်ပြီးဝမ်းထဲကြည်ကွဲကငိုကြွေးလိုနေခဲ့တော့တာပေါ့။အရှင်ဘုရားဇေယတော်ကြီးပြန်လုံတော်မူသွားပြီလားဘုရား။ ဦးသိန်းကတော့ကျင့်ကြံထားတဲ့တရားထူးတရားမြတ်တွေကြောင့်ပြီးတော့ငโกပါရမီအထုံကိုကတရားပြေဝသူဖြစ်တာကြောင့်မလို့ဝမ်းနေစိတ်ကိုထိမ့်ချုပ်ထားခဲ့ပါရဲ့တကားမောင်ရွှေဦးမောမနီနဲ့ဂိုတော်တို့ရဲ့ဆရာတော်ကြီးကတရားထူးတရားမြတ်ရနေတဲ့ပုဂ္ဂိုလ်ကြီး အရှင်ဘုရားရဲ့ရုပ်ကလက်ကိုဘုရားကျောင်းဆောင်မှာပဲပူဇော်ထားလိုက်ပါ ဇရာတော်ကြီးအရှင်သူမနာရဲ့ရုပ်ကလက်တော်ဟာရပ်ပေါင်းများစွာကြာသွားတဲ့အထိလုံးဝမပုံမတိုးပဲရှိနေခဲ့ပါရဲ့ခန္ဓာကိုယ်ရဲ့အဆိုးတက်မရှိတော့တာကြောင့်အရေးပြားတွေဟာရှောက်တွေ့လာပြီးမဲ့ ဆရာတော်ကြီးရဲ့ရှေးပြားကောင်းအဆုံးတကူလုံးကရွှေရောင်လေးတန်းလို့လာခဲ့တာပေါ့အနီးနားပတ်ဝန်းကျင်ကရွာသူရွာသားတွေကလည်းထူးထူးဆန်းဆန်းကိစ္စကိုကြားတော့ဆရာတော်အရှင်သူမနာကိုလာရောက်ဖူးမြော်ကြပါတယ်တောရကျောင်းမှာတပားတဲ့ကြံရှိခဲ့တဲ့ဥပဇင်းဝဏကတော့ဝါရင်း၃လကာလပတ်လုံးမှာတခြားဒေသကိုမသွားဘဲရွာနီးလျှောက်ဆက်ကရွာတွေမှာပဲဇုံးခံကဝါဆိုတည်င်းတုံးပါတယ်ရွာသားတွေကလည်းတပားတဲ့ကြံရှိခဲ့တော်တဲ့ဥပဇင်းလေးကိုဆရာတော်ကြီးလိုမျို တရိုတသေးလေးလေးစားစားဆက်ဆံကသွန်လောင်းလိုပါရီဝါကျုပ်ပြည်သားနဲ့ဦးစင်လေးကလည်းစီရတော်ကြီးမှကြားခဲ့တဲ့အတိုင်ဒေတာစာရီခရီးထွက်ကတော်ရရမှာကမထန်းတရားကျင့်ဖို့အတွက်ကျင်းစင်ခဲ့ပါတော့ရီကပီယာကြီးလည်းအရင်တုန်းကကြောင်းနိုင်စီရတော်နဲ့အတူတူလိုက်ပါခဲ့ဘူးပဲမယ်အခုဦးစင်းကဒေတာစာရီခရီးသွားတော့မှာကိုကြားလို့တယောက်တည်းမနေကျင်တော့တာနဲ့ဦးစင်းကို လိုက်ပါခြင်းကြောင့်ပူဇော်ပါရယ်အရှင်ဗျာဦးစင်းနေပါဦးတပည့်တော်ဒီခီးလန်းကိုလိုက်ပါပြရစီဗျာ တယောက်တည်းမကြံခဲ့ရင်ဘူးအရှင်ဘုရားအရှင်ဘုရားကိုလည်းရေဘူးရေအေးဝတ်ပြုဖို့အတွက်တရေတော်လိုက်ရှင်ပါတယ်တကားကြီးဒီခကြီးကဘုန်းကြီးရဲ့တာမန်ခကြီးနဲ့မတူဘူးကိုတော်ရဲ့ဆရာတော်မှားကြခဲ့တဲ့ဒီသားစာရီခကြီးကျမ်းပဲကကဲကျန်တဲ့မှုတွေရှိလာနိုင်တယ်တကားကြီးတီးခံနိုင်ပါမလားပြန်စင်းစားပါဦးကိုတော်ကကမ္မထမ်းကျင့်ဖို့တော့မှစဉ်းစားပါတကားကြီးရဲ့ ရပါတယ်တပည့်တော်လိုက်ရှင်ပါတယ်ဗျာလူဝက်ကိုမစွန့်လွတ်နိုင်သေးပေမဲ့အရှင်ဘုရားကိုဝေယဝိဇ္ဇပြုစုရင်တရားအထုတ်ရှင်တယ်ဗျာကဲပါဒါဆိုလေကပိယာကြီးရဲ့သဘောပါပဲနော်ကပိယာကိုရွှေအိုးလဲပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးတဲ့နောက်မှာတော့အထုတ်အပိုးကိုပိုက်ကဦးစင်းနဲ့အတူဒေတာစာရီခီးကို စတင်ထွက်လာခဲ့ကြပါတယ်နှစ်ယောက်သားတပြေးပြီးနဲ့တောတွေကိုဖြတ်တောင်တွေကိုတက်ကတရွေ့ရွေ့နဲ့သွားလာခဲ့ကြတာပါ မနက်အာယုံတက်တာနဲ့နေမောမတက်ခင်မှာပဲကက်ပီယာကိုရွှေအိုးကပါလာတဲ့ရိတ်ခါတွေနဲ့တော်ရဲကတည်တည်တည့်ရွက်တွေကိုခူးကတသက်လွတ်စွန်းကပ်လိုပါရယ်အရင်တော့ကိုတိုင်းသာပါရယ်ညနေဆောင်းတာနဲ့ရောက်လျာအရက်မှာကနာတာအနာယူပြီးတင်းတင်းလျောက်ပတ်တဲ့နေရာထိုင်ခင်းတစ်ခုကိုရှာကကမ္မထန်တရားအားထုတ်ပါတော့ရယ်။ဘာကြောင့်လဲဆိုရင်တောလန်ခီးကိုညာဘက်သွားရတာမှအလွန်အန္တရာယ်များတာကြောင့်ပါပဲ။ကပီယာကိုရွှေအိုးကလည်းအနည်းနာမှမိဖို့လီနဲ့အတူအနာယူလို့နေတာပေါ့။ ။ဦးဇင်းအရှင်ဝန်းနာနဲ့ကပိယကိုရွှေအိုးတို့ဟာအဲဒီလိုပုံစံအတိုင်းတောအထက်တဲ့တောင်အတွေကိုဖျက်တမ်းရင်းဒေတာစာရီခရီးကိုသွားလာနိုင်ခဲ့ကြပါရဲ့။လမ်းမှာတော့တခါတလေခရီးသွားတွေနဲ့မိသားစုတွေကိုပါ တွေ့ရတဲ့အခိုက်အတန့်တွေလည်းရှိပါသေးတယ်။ခရီးသွားတွေဟာဦးစင်းကိုကြည်ညိုပြီးသူတို့မှပါလာတဲ့ခဲပွဲ၊ဘောစင်၊လူပွဲတွေကိုစက်ကက်ကြပါရီ။ဦးစင်းကလည်းအလူရှင်တွေကိုကုသိုလ်ရစေဖို့အတွက်နိဗ္ဗာန်ရောက်ကြောင်းတရားထူးတရားမြတ်တွေကိုဟောပြောပြီးစူတောင်းမြတ်တာတွေပို့တာပြီးခဲ့တော့တာပေါ့။ ။နောက်တနည်းမနက်ကို ရောက်တဲ့အခါမှာတော့ဦးစင်းတို့လည်းခရီးသွားနေရင်းနဲ့မှထူးဆန်းတဲ့ဒေတာတခုကိုရောက်ရှိလို့လာခဲ့ပါရယ်။နွယ်ပင်တွေတတော်လုံးဖုံးလွှမ်းလို့နေခဲ့ပြီးပတ်ဝန်းကျင်မှာလည်းတစ်ပင်တွေကစိတ်ဆူလာပါလို့နေတာပေါ့။ကပ္ပယာကြီးကတော့အရင်စရာတော့သူမနာနေဒေတာစာရီခရီးထွက်ခဲ့စဉ်တုန်းကမြင်ဘူးပေမဲ့အခုလိုမျိုးအလွန်တရာမှစိမ်းလန်းဆိုပြီးလာတဲ့နွယ်ပင်တွေတစ်ပင်တွေကိုမမြင်ဘူးတာကြောင့်ဦးစင်းကိုလမ်းမိပါရယ်။အရှင်ပြဒီတော့ကိုကြည်ရတာကစိမ်းဆိုလာပါပြီမဲ့ ဲဒီလိုအလားတရားရဲ့နောက်ွယ်မှာရက်ဆက်ကြံကြုတ်တဲ့ပုံရိပ်တွေရှိနေတယ်လို့တပည့်တော်ထင်တယ်ဖေ။ကိုရွှေဦးကအဲဒီလိုကဗျာဆန်ဆန်စာဆန်ဆန်စကားတွေကို ပြောလိုက်ပါရယ်။ဒါပေမဲ့တကားကြီးကိုတော်ရဲ့နားထဲမှာရေတံတွေကြားနေရတယ်။အရှိမစမ်းကြောင်းတစ်ခုရှိမယ်ထင်တယ်။အဲဒီကိုတွားကြစို့နော်။ဥစည်ရဲ့စကားဆုံးတာနဲ့ကပိယကိုရွှေအိုးလေတောခုတ်တာကိုကင်ကရှုံရွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းခုတ်ထွင်းလိုက်ပါတော့တယ်။သူကရှေးကနေသွားပြီးဦးစင်းလေးကိုနောက်ကနေလိုက်စီတာပေါ့။နှစ်ဦးသားရှုံရွယ်တွေကိုရှင်းပြီးတဲ့နောက်မှာတော့တပြေးပြေးအတွင်းပိုင်းကိုရောက်လာခဲ့ကြပြီးမကြာခင်မှာပဲကြည်လင်နေတဲ့စမ်းကြောင်းကြီးတစ်ခုကိုတွေ့လိုက်ကြပါရဲ့။ ကိုရွှေအိုးလည်းပါလာတဲ့အထုပ်တွေကိုအตาရရှာခဲ့လိုက်ပြီးကြည်လင်နေတဲ့စမ်းချောင်းကိုတွေးလိုက်ရရချင်းမှာပဲပျော်လိုက်တာဟဲ့လို့ပြောပြီးပလုံပွားဆိုကရှောင်းလေးကိုခုံစင်းသွားခဲ့ပါရဲ့။ရပ်ပေါင်းအတော်ကြာခရီးမြင်လာခဲ့ရတဲ့ကိုရွှေအိုးကအခုလိုကြည်လင်အေးမြတဲ့ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာတော့အညင်အကြေးတွေယူပြစ်သလိုပျောက်ကင်းသွားခဲ့ပါရဲ့။ရေကလည်းကြည်လင်နေတာဟာအောက်ခြေကိုကျွင်းဖောက်မြင်ရတဲ့အထိပါပဲ။ငါးကြီးတွေကလည်းကြီးကျင်နိုင်ကြီးတွားကျင်နိုင်တွားလာနေခဲ့ကြတာပါ။ ။ဦးသိန်းလေးကတော့ဆွဲလန်းတက်မှတ်ခြင်းဆိုတဲ့တဏယမတ်ကိုခဏတာဖယ်ထားပြီးကမ္မထန်တရားတွေကိုမပြတ်ပဲရှုမှတ်လို့နေခဲ့ပါရယ်။အရှင်ဖေဒီမှာကြည့်ပါဦးဗျာ။ငါးရီမှာအကြီးကြီးပဲအားရစရာကြီး။ပြပြဆူဆူနဲ့ကိုရွှေဦးဟာ အနီးနားမှာကူးခတ်နေတဲ့ငချင်းဖြူကြီးဒီကောင်ကိုလှမ်းဆွဲခဲ့လိုက်ပါရီ။ဥပစင်လည်းကိုတော်တို့ခရီးထွက်လာခဲ့ရတဲ့အဓိကရည်ရွယ်ချက်ကိုမေ့နေပြီလားလို့မေးလိုက်တဲ့အခါမှာတော့ကိုရွှေဦးဟာတတိပြန်ဝင်လို့လာခဲ့ပြီးတပည့်တော်မှားမှန်သိပါပြီ တပည့်တော်ပါဏာတိပါဒကံကိုကျူးလွန်ဖို့နည်းနည်းပဲလိုတော့တယ်ဘုရားလို့ပြောကား ငါးကြီးကိုပြန်လွတ်ပေးခလိုက်ပါရယ်။ညာသာမစားရတဲ့တန်ခါတော်ရဲ့အဖို့အเจ้าမဟုတ်ပေမဲ့လို့လေလူဝိကြောင်ဖြစ်တဲ့ကိုရွှေအိုးအတွက်ကတော့ညာသာအသားဟင်းငတ်လို့သွားခဲ့ပါရယ်။ကိုရွှေအိုးရေထဲကတက်လာတဲ့အခါအတော်လေးကိုမှောင်ရီပြောနေပြီဖြစ်တာကြောင့်သူလည်းအလင်းအမြန်နေရာထိုင်ခင်းကိုပြင်ဆင်ခလိုက်ရပါရယ်။ခင်မီဘိုတကူကိုဖိုးပြီးဥစဉ်အတွက်ရေပူရေအေးတွေပြင်ဆင်က သူကိုယ်တိုင်ညာသာရှက်ပြုတ်စားတော့ခလိုက်ပါရယ်။ညာချမ်းအချိန်အခါလေးမှာရေစည်းတံကိုကြားနေရပြီးစိတ်ငြိမ်ကအေးချမ်းလွန် ်လာတာပေါ့ဦးချင်းကတတိပဋ္ဌာန်ကမ္မထံကိုကျင့်ကြံအားထုတ်နေပြီးတော့ကိုရွှေဦးကတော့ခရီးလမ်းကျန်းတာကြောင့်နိမ့်နိမ့်ရှိုက်ရှိုက်အိပ်ပျော်သွားခဲ့ပါရီရုတ်တရက်မျက်နှာပေါ်ကိုတဆက်ဆက်ကျနေတဲ့ရေဆက်တွေကြောင့်ကိုရွှေဦးလည်းလန့်နှုတ်လို့သွားတာပေါ့ဘေးကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့မိုးရေဆက်တွေနဲ့အတူတရားထိုင်နေတဲ့ဦးစင်းလေးကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်ကြားမှာတရားထိုင်နေတဲ့ဆိုတာကိုတီးလိုက်တဲ့ကိုရွှေဦးတယောက်ပြပြတလဲနဲ့ပစ္စည်းတွေကိုထထိန်နေတော့တာပေါ့။အရှင်ဘုရား တပည့်တော်တို့ဒီနေရာကနေရွှေ့မှဖြစ်မယ်ဗျာဒီတိုင်းဆိုရင်အကောလုံးစူကုန်လိမ့်မယ်ဗျာအိုဒင်းကကိုရွှေအိုးရဲ့စကားကိုကောင်းချင်းကထောက်ခံပြီးပစ္စည်းတွေကိုအတူတူသိမ်းဆည်းကြကတခြားတနေရာကိုထွက်ခွာဖို့ပြင်ဆင်ကြပါလိမ့်ကိုရွှေအိုးကပါလာတဲ့ရည်နေစီမိအိမ်ဟောင်းကိုမိထွန်ညီခဲ့ပြီးရှေးကနေကိုတိုင်ဦးဆောင်ကမိုးခုတ်လို့ရမယ့်နေရာကိုရှာဖွေပါလိမ့်မကြခင်မှာပဲရှုံနေပိတ်ပေါင်းတွေဖုံးခွင်နေတဲ့ကြောက်လိုက်ငူကြီးတစ်ခုကိုတွားတွေးခဲ့တာကြောင့် ပွားပြီကွာဆိုတဲ့အတွင်းနဲ့ကိုရွှေအိုးလဲရှုံရွယ်တွေကိုရှင်းပြီးကွက်လက်ဖြစ်အောင်လုပ်ခဲ့လိုက်ပါတယ်။ရှင်မကိုက်စေဖို့အတွက်သူကမိဖို့တစ်ခုကိုအမြန်ဖို့ခဲ့လိုက်ပြီးဦးစင်းနဲ့သူကိုယ်တိုင်နှစ်ယောက်သားမိုးခိုလုံခဲ့လိုက်ကြတာပေါ့။မိုးကြီးလေးကြီးရွာနေခဲ့ပေမဲ့လို့လဲဦးစင်းလေးကတော့တရားထိုင်ကဇန်ဝင်စားနေခဲ့တာပေါ့။အဲ့ဒီချိန်မှာပဲမလန်မကန်းမှာရှိနေတဲ့စမ်းချောင်းလေးကနေတဘုံဘုံတပွားပွားရေရိုက်တဲ့နေကိုကြားလိုက်ရတဲ့အခါမှာတော့ကက်ပီယာကြီးလည်းအตาလီထတာသွားကြည့်လိုက်ပါရီ ဂူအဝင်ဝါးကနေစမ်းကြောင်းသားကိုရောက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင်းတကူလုံးလှုပ်မရတော့ပဲအံ့ဩမြင်သလိုသွားခဲ့တော့တာပေါ့အင်မတန်မားကိုလှပပြီးဂစ်တာရှိတ်လိုမျိုးရှိတဲ့မိန်းကလေးဟာမိုးရွာနေတဲ့စမ်းကြောင်းထဲမှာကူးကပ်နေတာကိုမြင်ခဲ့လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။ကိုရွှေအိုးရဲ့စိတ်ထဲမှာတော့အဲ့ဒီမိန်းကလေးဟာ ရေစင်းငါးကြီးတွေတော့ပါပဲသူလဲအဲ့ဒီမိန်ကလေးတွေကဒီလောက်မိုးရွာနေရဲ့တောကြီးမြန်မဲထဲမှာမလုံနေတာလဲဒါမှမဟုတ်အနီးနားကရွာသားတွေလာလို့တွေးချင်နေခဲ့မိတာပါအဲ့ဒီချိန်မှာပဲရေကူးနေတဲ့မိန်မပြိုကကိုရွှေဦးရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ကအခုလိုပြောလိုက်ပါတယ်အကိုကြီးဒီလိုပါရှင်ရေအတူချိုးရအောင်ကျမစမ်းကြောင်းထဲမှာရှိနေရဆိုတော့ဘယ်လိုအနေထားလဲအကိုကြီးသိရမဟုတ်လားလာပါအကိုကြီးရေလာပါ မြူတူငူတူမိမပြိုရဲ့စကားတန်းကိုကြားလိုက်ရတဲ့ကိုရွှေအိုးလည်းအသီးစိတ်လွတ်ပြီးစိတ်ညှို့ခံထားရတဲ့လိုမျိုးဖြစ်ကစမ်းချောင်းလေးကိုတလန်းချင်းဆင်းသွားပါရဲ့။ရည်ရဲကိုရောက်တာနဲ့မိမပြိုရဲ့သပင်တွေဟာချက်ချင်းဆိုသလိုရှီထွက်လို့လာခဲ့ပြီးကပ္ပီးယကိုရွှေအိုးကိုရစ်ပတ်ကရည်ရဲကိုဆွဲချသွားခဲ့ပါရဲ့။ကိုရွှေအိုးကလည်းအသက်ရှူချက်ပြီးအော်ဟစ်လို့နေခဲ့ပေမဲ့လို့လည်းရည်ရဲမှာပဲတဖြည်းဖြည်းနှိမ့်မြို့လို့သွားခဲ့ရတာပေါ့။အဲဒီအချိန်အတန်ပလန်တွေကြားလို့ဥပစင်းကရောက်လို့လာခဲ့ပါရဲ့။ တကားမှလည်းတကားကိုရွှေအိုးကရေချောင်းထဲမှာရှိတဲ့တက်ရှိတတဝါတွေကိုစိတ်ထဲကနေတက်ပြတ်မိတယ်ဆိုပေမဲ့ပါဏာတိပါဏာကံကိုတော့မထိုက်သေးပါဘူးဒါပေမဲ့သူမတိလို့မားခဲ့တာမလို့ဒီဖုန်းကြီးရဲ့မျက်နှာကိုထောက်ပြီးတခါလောက်ခွင်းလွတ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဥပဇင်အရှင်ဝဏရဲ့မြစ်တာရက်ခန့်တဲ့အဆုံးမှာတော့ မိမပြိုဟာအသေးစိတ်လွတ်နေတဲ့ကိုရွှေအိုးကိုရစ်ပတ်ထားနေရင်ကနေပြေလျှော့ပေးလိုက်ပါရီအခုမှတတိကက်လာတဲ့ကက်ပီယာကြီးကလည်းကမ်းဘက်ကိုတွေးယူတွေးတန်းနဲ့ပြန်လဲကူးခတ်လို့လာခဲ့တာပေါ့မိမပြိုဟာရေထဲကနေထွက်လာပြီးဥပစင်းကိုဥတုံးချိန်ရှ िख ိုးပြီးတဲ့နောက်မှာတော့ခရမ်းရောင်အငွေတန်းနဲ့အတူပြန်လဲပျောက်ွယ်လို့သွားခဲ့ပါရီအဲ့ဒီအချိန်ကြားမှာစိတ်ညှို့ခံနိုင်ရတဲ့ကိုရွှေအိုးဟာအထိတ်တလန့်နဲ့တောင်းအောင်မြောက်အောင်အော်ပါတော့ရီဦးဦးတဲ့တပည့်တော်ဘာဖြစ်တာလဲဗျာတပည့်တော်ဘာမှမမှန်ပြီးတော့ဗျာ တကာကြီးကို ဟောဒီစံချောင်းထဲမှာရှိတဲ့ရေဆောင်တဲ့သမီးကတကာကြီးကိုမကျေနပ်လို့အသေးသက်ဖို့လုပ်နေတာပဲဦးစင်အတွေ့မြန်ပြီလို့ပေါ့မျက်မှုဆိုရင်မလွယ်ဘူးတကာကြီးရဲ့တတပည့်တော်ပြန်တတိလဲတာတော့ရေထဲမှာဖေဟာအသက်ရှူကျက်နေတာဖေဟာတတပည့်တော်တော်တော်လေးလန့်သွားပါတယ်ဖေဟာအရှင်ဖေဟာရဲ့ဂျေဆုကြီးမားလုံးလာပါတယ်အရှင်ဖေဟာရဲ့ကဲတော်တော်တကာကြီးအဝယ်သားရိရှောင်းအောင်မိဖို့ဘေးနာမှာသွားနေနေ နောက်ဆိုရင်မာတန်မဲကြကြတယောက်တည်းထားမကြည့်နဲ့ကွယ်အခုလိုတော်ကြီးမြက်မဲမှောင်မှောင်မဲမဲထဲမှာမမြင်အပ်တဲ့အရာတွေကရှိတယ်ကွယ်တတိထားရမယ်အပြောဆိုအနေတိုင်းမှားရွံ့လို့မရဘူးကိုရွှေအိုးကလည်းဆရာတော်ရဲ့စကားကိုနားလေတဲ့ပုံစံနဲ့ကောင်းကြီးပြလိုက်ပါတယ်သူရဲ့မျက်နှာကတော့ဖြူပဲဖြူရောဖြစ်နေတော့ပါပဲ။နောက်တနေ့မနက်မှာတော့ဦးစင်းနဲ့ကိုရွှေအိုးတို့ဟာသူတို့ရဲ့အိမ်ပြန်ခီးကိုစတင်ခဲ့ကြတာပေါ့။ဒီတော်တွေကနေထွက်ပြေးရင် ဦးစင်းရဲ့အဋိဋ္ဌံကမ္မဋ္ဌာန်းခရီးဟာလည်းအောင်မြင်သွားခဲ့ပြီလို့ဆိုရပါတယ်။အဲဒါကြောင့်လဲအပြန်လန်းခီးကိုအိုမိုအာယုံဆိုင်လုပ်နေခဲ့ရတာပေါ့။မနက်ခင်းလင်းအာယုံစုံဖုံပေးပြီးကြတာနဲ့ပစ္စည်းတွေကိုတင်းကတော်တွေကနေပြန်လဲထွက်ခွာဖို့အတွက်ပြင်ဆင်ခဲ့ကြပါတယ်။သူတို့ကတရွေ့ရွေ့နဲ့ထွက်လာကြတာနဲ့ဒီတစ်ပိုင်းလောက်ကိုကြာလာတာတော့မှတော်ရဲကနေမထွက်နိုင်ကြသေးပါဘူး။ အဝင်တုန်းကအဲ့ဒီလောက်မကြပါဘူးလို့ခံစားရပြီမဲ့အခုတော့တကူးကူးမားနေတယ်ဆိုတာဦးစင်းလျော်ကက်ပီယာကြီးပါတည်နေကြတာဖြစ်ပါတယ်သူတို့ဟာတွားရင်တွားရင်နဲ့မှရခင်နေရာကိုပဲထက်ကထက်ကရောက်နေတယ်လို့မျိုးခံစားလာခဲ့ရပါတယ်ပုံမှန်အားဖြင့်ကိုရွှေဦးခုထွင်းထားတဲ့လမ်းကြောင်းအတန်းပြန်လိုက်ရင်ရပြီဆိုပေမဲ့အခုကအဲ့ဒီလမ်းကတအားရှိနေသလိုဖြစ်နေခဲ့တာပါ။တခုခုတော့မားနေပြီဗျာ။တပည့်တော်တို့အရင်နေရာကိုပဲပြန်ပြန်ရောက်နေတယ်။တပည့်တော်စိတ်ထင်နေသလားတော့မသိပါဘူးဗျာ။ အရှင်ဘုရားရောတတိထားမိလားဦးဇင်းတို့ရဲ့စိတ်တွေကထင်နေတာနေမှာပါတခါကြီးရဲ့ဒီတော့ကကျယ်လဲကျယ်နဲ့လဲနဲ့တယ်မဟုတ်လားဒီလိုမျက်စိနဲ့တက်တာကပုံမှန်ပါပဲခဏနေရင်တော့ထွက်နိုင်မှာပါတခါရဲ့ဘာမှမပူနဲ့စိတ်ကိုအေးတာနော်ဦးဇင်းအနေနဲ့ကပိယကိုရွှေဩကိုစိတ်မပူဖို့အတွက်နှစ်သိမ့်ပေးလိုက်ပြီမဲ့စိတ်ထဲမှာတော့ထင်နေတာကတခုရှိနေပါတယ် အဲ့ဒါကတော့ဆရာသခင်ပြောပြဘူးတဲ့အဋိဋ္ဌံအောင်ကန်ဤအပြည့်ဝင်တဲ့တည်းဆိုတာပါပဲ ဦးစင်းရဲ့စိတ်ထဲမှာတော့ဇွဲသိမ့်သမารီတွေနဲ့ဖြတ်ကျော်ရမယ့်အရာတစ်ခုလို့မှတ်ယူထားလိုက်ပါတယ်။အပြက်အနောက်ရှက်ဝင်းမှာတေးကြသွားစီတာကကက်ပီးယားကိုရှိိုးဟာလမ်းဘေးမှာဖြတ်သွားရင်တက်တန်းရင်ကုတ်ကိုပင်ကြီးကိုကိုင်းကုတ်ဓာတ်နဲ့ထိပြီးအမှန်အသာပြုလုပ်ခဲ့ပါတယ်။သိမကြပါဘူး။နောက်ထပ်တနာ ਈ လောက်နေတော့အဲ့ဒီနေရာကိုပြန်လဲရောက်ရှိလို့လာခဲ့ကြပါတယ်။ဥပစင်းနဲ့ကိုရွှေအိုးတို့နှစ်ယောက်သာဒီတစ်ပင်အမှန်အသာကိုကြည့်ပြီးပါဆက်လို့ရမှန်းမသိဖြစ်လို့နေခဲ့ကြတာပေါ့။ အရှင်ဘုရားတပည့်တော်တို့ဒီနေရာကိုပဲပြောင်းရောက်လာပြန်ပြီမျက်စိတွေနေတာဖြစ်မယ်ဘယ်လိုလုပ်ကြမလဲဘုရားတော်တွေကနေမထွက်နိုင်ရင်တော့ဒုက္ခရောက်ပါပြီဘုရားဒီတော့လေဦးစင်းကပဲတက်နိုင်ပါမလဲဖြစ်လာရင်တော့အကောင်းဆုံးရင်ဆိုင်ကြတာပေါ့ကွယ်အရာရာဟာအကျိုးအကြောင်းရှိပါတယ်ဖြစ်လာမှာတော့တတိကြီးကြီးနဲ့နေရတော့မှာပေါ့ကဲကဲဒီညတော့ဦးစင်းတို့ဒီမှာပဲအိတ်လိုက်ကြရအောင်တကာကြီးရဲ့ ်အချိန်ကားလည်းညနေဆောင်နေပြီဖြစ်တာကြောင့်ဦးစင်းရဲ့စကားကိုထောက်ခံခဲ့လိုက်ပြီးကိုရှေအိုးလည်းအနီးနားမှာရှိတဲ့ထင်းကျောက်တွေကိုလိုက်စုနေရာထိုင်ခင်းပြင်ဆင်ကမိဖို့တခုဖိုးခဲ့လိုက်ပါတယ်ကိုရှေအိုးကညစာတွေကိုရှက်ပြုတ်စားတော့ဦးစင်းကတော့ဝင်းနီနဲ့အညီဖြော်ရည်ရေးဘူးရေးအေးစာရတွေကိုဆက်ခဲ့ပါတယ်။ပြီးတာနဲ့ဦးစင်းကကမထန်တရားထိုင်ပြီးကိုရွှေအိုးကတော့မိဘုံနာမှာပဲထိုင်နေတာပေါ့။အဲဒီနေ့ညမှာပဲထူထူခြားခြားပတ်ဝန်းကျင်ဟာတိတ်ဆိတ်နေတယ်လို့ပါပဲ။မုံတိုင်းမလာခင် တိတ်ဆိတ်နေတယ်လို့မျိုးပေါ့။ အဲ့ဒီအချိန်မှာပဲအလွန်ထူးခြားစမ်းချေတဲ့အကြောင်းအရာတွေဖြစ်ပေါ်ဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။ချက်ချင်းဆိုသလိုတောအုပ်ထင်မှာအဖြူရောင်မြူကိုးတွေစုဝေးလာခဲ့ကြပြီးအနှက်ရောင်တိတ်တိုက်ကြီးဖြစ်ပေါ်လာပါတယ်။အဲ့ဒီအနေအရအစိုးဝေးကြီးကနေပုံစံပြောင်းကကြားရဲကြီးတကောင်ဖြစ်ကိုပြောင်းလဲလို့သွားခဲ့တော့တာပေါ့အဲ့ဒီကြားရဲကြီးရဲ့မျက်လုံးတွေက မီလီယံလိုမျိုးနီးရဲတောက်လောင်နေခဲ့ပါတယ်ဦးစင်းအရှင်ဝန်းနာနဲ့ကပိယကိုချွေအိုရိုနှစ်ယောက်ဟာတသက်နဲ့တကူတခါမှမမြင်ဘူးတာကိုကြီးရင်တုံလုံးလို့နေခဲ့ကြတာပေါ့ ဦးဇင်းဟာတီလာသမารီနဲ့ပြည်စုံမိမယ်အတန်အရွယ်နူးနေသေးတဲ့ရဟန်းဖြူတစ်ပါးဖြစ်တာကြောင့်အနည်းနဲ့အများတော့စိတ်လုံချားနေတာအမှန်ပါပဲအရှင်ပြတတတဘာဘာကြီးလဲဖေဟာကြားကြားလဲမဟုတ်မီမီမီခိုးလုံးလဲမဟုတ် အာဒုဒုက္ခတွေတော့ရောက်ကုန်ပါပြီအရှင်ပြရေဘာကြီးလဲမသိဘူးတကားကြီးဦးဇင်းလဲဒါဟုဘာကောင်းကြီးမှမသိဘူးထင်တာတော့အတိတ်ခြံဝင်တာနဲ့ဆိုင်မယ်လို့တော့ထင်တာပဲဇေယတော်ကြီးတင်ပေးသွားတာကလည်းတရားဓမ္မနဲ့ တတိပတံဝင်စားခြင်းဆိုတဲ့ပညာရက်တွေပဲဆိုတော့ဒီကောင်ကြီးကိုဘယ်လိုကင်တွေဖြည့်ချင်းရမလဲဆိုတာဦးစင်မသိတာအမှန်ပဲကွဟာတတတဒါဆိုရင်ဘာလုပ်နေတာလဲတပည့်တော်တို့ပြေးကြမယ်လေအသက်ကိုညံဆောင်းဆိုတာလိုပဲဗျာတပည့်တော်တို့မှာအသက်ပုံပါဘူးဦးစင်းရေပြေးကြမယ်ကဲပြောတာကြပါလေမြင်မြန်လို့တပည့်တော်တို့သွားကြရအောင် ပြပြောစစုံနဲ့ကိုရွှေဦးဟာပစ္စည်းတွေကိုကမန်းကနန်းသိမ်းဆဲပြီးဦးစင်းလေးကိုခေါ်ကအမြန်ပြေးကြပါတော့တယ်။အမှန်တကယ်တော့ရှေ့မှာပေါ်လာတဲ့ကြားကြီးဟာဦးစင်းအရှင်ဝန်သားနဲ့ပထမဆုံးဒေသစာရိခီးကိုစမ်းသက်နောက်ရှက်တဲ့ကြားနဲ့ဆိုတကောင်ပါပဲ။ဒါကိုအတွေးကြုံနုနယ်သေးတဲ့ဦးစင်းကတော့ဘယ်တည်မှလဲ။သူတို့ဘလောက်ပြေးပြေးနောက်ဆုံးမှာတော့ကြားနဲ့ဆိုကြီးကသူတို့ကိုမှီလာကခေါ်အုပ်ခဲ့လိုက်ကြတာပေါ့။ ခေါ်အောင်လိုက်တာနဲ့တပြိုင်နက်တည်းဦးစင်းလေးနဲ့ကပ္ပိယကိုရွှေအိုးတို့ဟာတယောက်တနီယာစီကိုလွင်ထွက်သွားပြီးအမောင်သူကြီးထဲမှာလွင်မျောသွားခဲ့ကြပါတယ်။အရှင်ဘုရားဘယ်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 ရောက်သွားတာလဲအရှင်ဘုရားဘုရားတတတပည့်တော်ကြောက်တယ်ကဲကဲပါဦး။ကိုရွှေအိုးဟာသွေးယူးသွေးတဲ့နဲ့အော်ဟဲလိုနေခဲ့ပါတယ်။တကားကြီးကိုတော်ဒီမှာရှိပါတယ်။အရှင်ပြေတယ်ဘာမှမပူနဲ့။တကားကြီးမကြောက်နဲ့နော်။တရားကိုသာနှလုံးသွင်းတာ။ တရားတော်ကြီးစုံးမထားတာတွေကိုမှတ်မိသေးတယ်မဟုတ်လားစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးတရားဓမ္မကိုမှတ်နေဒါကဦးစင်းရဲ့အတိတ်ထံနဲ့ပတ်သက်လို့ပဲထင်တယ်လာစမ်းသက်တဲ့နမကောင်းစူဝါတပါဖြစ်လိမ့်မယ်ကပိယကြီးကိုရွှေအိုးကတော့တုံလုံးစွာငိုကြွေးနေခဲ့ပြီး ဦးစင်းကတော့ရောက်တဲ့အရက်မှာထိုင်ချလိုက်ကတရားစမှတ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအနဲ့ရောင်အမောင်လူကြီးတွေကနေမကောင်းဆိုးဝါးကြီးကခရဲရောင်မီလုံကြီးတွေထွက်လာခဲ့ပြီးကပ္ပိယကိုရွှေအိုးနဲ့ဦးစင်းတို့ကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားပါတော့တယ်။ရုတ်တရက်ဆိုသလိုရေမုံရေမွားတွေပါတဲ့လေပြင်းတစ်ချက်ဝေကနေတိုက်ခိုက်လာပြီးတဲ့နောက်မှာတော့မကောင်းဆိုးဝါးကြီးထွက်လွတ်ထားတဲ့မိခိုးတွေလည်းခဏလောက်ရှင်းလို့သွားခဲ့ပါတယ်။ပြီးတဲ့နောက်မှာစမ်းချောင်းထဲမှာစောင်းရှောက်နေတဲ့နတ်သမီးရဲ့ပုံရိပ်ကတဖြည်းဖြည်းချင်းပေါ်လာခဲ့တာပေါ့။ အရှင်ဖေယားဒီကြားကြီးကဒီတော့အပိုင်ရထားတာမလို့အင်အားကြီးလာပါတယ်ပုံမှန်ဆိုရင်ဒီလိုဖရားသားတော်တွေကိုနှောက်ရှက်လို့မရပါနဲ့အခုကအရှင်ဖေယားရဲ့အတိတ်ထံကြောင့်တရားဝင်နှောက်ရှက်ဖို့ခွင့်ပြုချက်ရထားတာပါဒါဟာစတဲ့ချက်တစ်ခုပါပဲတတိအတိခံခံကြပြီးဖြတ်ကျော်ပါဗျာတပည့်တော်လည်းဒီလောက်ပဲကူညီနိုင်ပါတယ် အဲဒီလိုပြောပြီးသားနဲ့ရေဆောင်နေသမီးဟာထွက်သွားခဲ့ပါတယ်။အနောက်ရောင်အမောင်တို့ကြီးကလည်းပြန်လဲကြီးစိုးလို့လာခဲ့ပြီးခရိုင်ရောင်မီလုံးတွေကလည်းနောက်ထပ်တစ်ကြိမ်ပြန်လဲထွက်ပေါ်လို့လာခဲ့ပါတယ်။ဦးစင်းကကပီးယကိုရွှေအိုးကိုတတိပေးခဲ့လိုက်ပြီးကိုတိုင်းလဲရောက်တဲ့နေရာမှာတလမ်းမှမယူတော့ဘဲဆရာတော်ကြီးတင်ကြပေးခဲ့တဲ့ တိပဋ္ဌာန်တရားကိုသာအာယုံမလွင့်အောင်ရှုမှတ်ပွားများနေခဲ့ပါတယ်။ကိုရွှေအိုးကလည်းဦးဇင်းနီတို့တတိပဋ္ဌာန်တရားကိုတက်တလောက်မတက်လောက်ပွားများလုပ်နေခဲ့တာပေါ့။အချိန်တွေဘလောက်ကြာသွားလဲတော့မသိပါဘူး။နှစ်ယောက်သားအမောင်တို့ကြီးထဲမှာတဖြည်းဖြည်းတက်ရှူကြလာသလိုခံစားလာခဲ့ရပါတယ်။နောက်ဆုံးခဏရေကိုရောက်ရှိလာသလိုပါပဲအဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုမျက်စိကျင်းစရာကောင်းလောက်အောင်ချွေဝါရောင်အလင်းနှင်းတွေဟာအဲ့ဒီအ내ရောက်အမောင်လူကြီးကိုအစာအနာမကျန်အောင်ဖြိုခွင်းခဲ့လိုက်တော့တာပေါ့ ပြီးတာနဲ့ကပိယကိုရွှေရိုးအာယုန်ထဲမှာပေါ်လာတာကတော့သူတို့ရဲ့ဆရာသခင်ဆရာတော်အရှင်သူမနာရဲ့ပုံရိပ်ပါပဲဆရာတော်ကြီးဟာဂယုဏမြတ်ဝန်းနေနဲ့သူ့ကိုပြုံးကြည့်လို့နေခဲ့ပြီးဂုံယူနေတယ်လို့အရေးရောင်တွေပါနေခဲ့ပါတယ်ကိုရွှေအိုးဟာဥသုံးချိန်ရှာပြီးတဲ့နောက်မှာတော့ဆရာတော်ရဲ့ပုံရိပ်ဟာတဖြည်းဖြည်းမိမ့်မိန်ပြောက်ွယ်သွားပါတော့တယ် ။ဇရာတော်ကြီးပျောက်ကွယ်သွားတဲ့နေရာမှာတော့ဦးဇင်းလေးအရှင်ဝန္ဒတရားအားထုတ်နေတာကိုပြန်လည်တွေ့ခဲ့လိုက်ရတော့တာပေါ့။ကိုရွှေအိုးကလည်းသောနာကမြင်လိုက်ရတာကဇရာတော်ကြီးဖြစ်ပြီးအခုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဦးဇင်းလေးဖြစ်နေတာကြောင့်တော်တော်လေးကိုထူးဆန်းထိတ်လန့်လို့သွားခဲ့ပါရဲ့။အဲအရှင်ဘုရားဘယ်တော့ကတပည့်တော်နာကိုရောက်နေတာလဲဒီညမှာမတွေ့ပြပါဘူးအခုဘယ်လိုလုပ်ပြီး ကပီယာကိုရွှေအိုအမေကိုဦးစင်းလေးကပြန်မဖြေတော့ပဲဗဟေဒီစွမ်းစားနဲ့ပြုံးပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစွမ်းနာတော်ကအမောင်တွေဖုံးလွှမ်းနေတဲ့ညလိုမျိုးဖြစ်နေတဲ့ဒေါအုပ်ကြီးကလည်းချက်ချင်းဆိုသလိုနေခင်းအလင်းရောင်တွေထိန်းနှင်းလွတ်လာခဲ့ပြီးစက်တရေရှိတဲ့နေရောင်ကြီးကလည်းဒေါအုပ်ကူလုံးကိုဖျားချလာခဲ့ပါတယ်။ကပီယာကိုရွှေအိုကလည်းဝမ်းသာအားရအော်ဟစ်ခေလိုက်တော့တာပေါ့။အာအရှင်ဗျာတပည့်တော်တောခုတ်ပြီးထွင်ခဲ့တဲ့လမ်းကြောင်းပေါ်လာပြီတပည့်တော်တို့လွတ်မြောက်ပြီထင်တယ်ဗျာတပည့်တော်တို့လွတ်ပြီ ီတော်တွေကနေတပည့်တော်တို့လွတ်ပြီဖေဟာဦးဇင်းနဲ့ကိုရွှေအိုးလည်းလက်နေမနေတော့ပဲမြေပြင်ပေါ်မှာပြန်ကျင်းနေတဲ့ပစ္စည်းတွေကိုအမြန်အစံသိမ်းဆဲခဲ့လိုက်ပြီးအပြင်ထွက်ရလမ်းကြောင်းစီကိုခက်သွက်သွက်ထွက်လာခဲ့ကြပါတယ်အခုအချိန်မှာတော့နိုင်ဝတ်တော်မကြဘဲတောအပြင်ကိုရောက်ရှိလာခဲ့ကြပြီးလွတ်လပ်သွားပြီဆိုတဲ့စိတ်ကြောင့်သာတက်ပြင်းရှာနိုင်ခဲ့တော့တာပေါ့ကပီယာကိုရွှေအိုးကလည်းအတော်လေးကိုစိတ်ပေါ်ပါလန်းစမ်းလို့သွားခဲ့ပါတယ်အရှင်ပြစွမ်းနာတော့ကအတော်လေးမှောင်နေတာ လာကွင်ညာလို့ပဲ အဲ့လိုကနေတက္ကနာချင်းနေကင်းလုံးပြောင်းလဲသွားတာတော်တော်လေးကိုထူးဆန်းနေဗျာတကယ်တော့မနက်ခင်းအလင်းရောင်ရောက်နေတာကြာပြီဒါပေမဲ့ကြားနဲ့ကြီးကသူ့ရဲ့တကိုးနဲ့တတော်လုံးကိုအမှောင်ကျအောင်လှုပ်ထားလို့ပါကဲကဲကဲဦးစင်းတို့လည်းပြန်ကြရအောင်လေနောက်ထပ်ရန်နေနေလောက်ဆိုလို့ရှိရင်တော့ကျောင်းတင်ကန်ကိုပြန်ရောက်တော့ပါပြီဦးစင်းရဲ့စကားကိုကိုရွှေအိုးကသဘောတူတယ်လို့ခေါင်းငိမ့်ပြလိုက်ပါတယ်ဒီနေ့ညတော့ကောင်းကောင်းအိပ်ရတော့မယ်ကောင်းပါကောင်းပါ ဒါနဲ့အရှင်ဘုရားတပည့်တော်ဆရာတော်ကိုတွေ့လိုက်တယ်တိလာတော်တော်ထူးဆန်းတာပဲကပိယကိုရှိဦးရဲ့အပြောကိုဦးစင်းအရှင်ဝနာဟာဂယုနာလွမ်းကလျှို့ဝှက်စမ်းကြတဲ့အပြုံနဲ့ပြုံးပြလိုက်ပါရီမိသားနဲ့ရဟန်းတစ်ပါးနဲ့လူတစ်ယောက်တို့ဟာသူတို့ရဲ့ဒေသစာရီပြည်တော်ကိုအပြန်ခရီးစတင်ခဲ့လိုက်ပါရီတကယ်တမ်းကတော့ကြားနှက်ဆိုးဆိုတာကဥပစင်းရဲ့အတိတ်ထံခီးကိုပထမအဆင့်စမ်းသက်ချက်ဖြစ်ပြီးအောင်မြင်ခဲ့တယ်ဆိုတာကိုလည်းဦးစင်းတစ်ပါးတည်းသာတည်ပါရီ ထွက်ရက်ပေါက်သွားတဲ့ဆရာတော်ကြီးလာကူညီတာကြောင့်လည်းပါတာပေါ့ချိန်ဆက်ပြီးဒီတဲ့ပူကျန်းလာတော့မယ်အဋိဌံကျင့်စဉ်ခရီးတွေအတွက်အခုထက်ပိုပြီးရင့်ကျက်လာစေဖို့များစွာသောတမာရီအားတွေကျင့်ကြံဖို့လည်းလိုအပ်တယ်လို့စိတ်ထဲမှာတွေးနေခဲ့လိုက်ပါတယ်အခုတော့အရှင်ဝန်သားရဲ့ပထမဆုံးအဋိဌံခရီးကျန်းကြီးကပြီးဆုံးလို့သွားခဲ့ပါတယ်ကျွန်တော်ရဲ့ရှင်ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ